โอเคအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ EHB လိမ့်မှာဘာဟီးရိုးကံရမလဲစဉ်းစားနေတဲ့သူတွေအတွက် EHB လိမ့်မှာရောဂျန်ကယ်မှာဘာဆော့လို့ကောင်းတဲ့ Airlist ရဲ့အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ Airlist ကို EHB လိမ့်မှာဘယ်လိုဆော့အောင်လဲဆိုတာနဲ့ Scale ကုန်မှုတွေ Tip တွေကိုပါပြပြသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒါနဲ့ဒီနေ့ဗီဒီယိုရဲ့ sponsor ကတော့ကျွန်တော်ကို support ပေးနေကြဖြစ်တဲ့ Anno Tournament Champion ပဲဖြစ်ပါတယ် ဘောရာတို့ခုကြည့်နေကြတဲ့ပြိုင်ပွဲတွေမှာပရိုပလီယာတွေဆော့နေကြသလိုမျိုးတော်နာမန့်တွေနေမှာဆော့ကျင်တယ်။ဗမာဆော့ရမလဲရှာနေတယ်ဆိုရင် DNO တော်နာမန့်ချန်ပီယံကိုအရောက်လှမ်းခဲ့ကြဖို့ဖိတ်ခေါ်ကြပါတယ်။တော်နာမန့်တွေနေမှာဆော့တာကဘာအားသာချက်ရှိလဲဆိုတော့ Mobile Legends နဲ့မှာထွက်ထားသမျှ Hero Special Effect တွေနဲ့ Skin တွေအားလုံးကိုကင်ပြီးဆော့လို့ရမှာဖြစ်ပါတယ်။ ဥပမာအခုတစ်ထွက်ထားတဲ့ Layla ရဲ့ Ledger skin တို့ Tamos ရဲ့ Development skin တို့စမ်းပြီးတော့စော့ကျင်တယ်။ဒါပေမဲ့ပတ်စံလည်းအများကြီးမသုံးကျင်ဘူးဆိုရင်တော့ဒီလို Tournament တွေမှာသွားပြီးစမ်းစော့လို့ရမှာပါ။ဝင်ကြီးအနေနဲ့တပွဲကိုတယောက်စာမြန်မာငွေ1000ကျပ်ပဲကြာတင်မှာဖြစ်ပါတယ်။စေယောက်စာ round တစ်ခုလုံးကိုငားမယ်ဆိုရင်တော့2000 short ပြီးတော့8000ကျပ်ပဲကြာတင်မယ်ပြင်နေ့ကင်းဘတ်တွေမှာ round 2ပွဲငားမယ်ဆိုရင်တပွဲ free pay ဆော့အောင်မှာဖြစ်ပါတယ် ။ဒါအပြင် run တင်ရတာအခက်အခဲရှိလို့ပဲဖြစ်ဖြစ်အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ် run အမြန်တက်ချင်တဲ့သူတွေအတွက် run boost service လည်းပေးပါသေးတယ်။ run boost service တင်မကပဲမြန်မာနာမည် global နာမည် trainer တွေအတွက်လည်း service ပေးပါတယ်။နောက်ပြီးတော့ skin land နေပါတဲ့အကောင့်တွေရောင်းဝယ်တာနဲ့ပြိုင်ပွဲတွေကိုလည်းစီစဉ်ပေးပါသေးတယ်။ပြိုင်ပွဲတွေကတော့အသင်းရှစ်သင်းပြိုင်ရမှာဖြစ်ပြီး final ပွဲမှာခုနက tournament round နဲ့ဆော့ရမယ့်အပြင် YouTube ကနေ live နဲ့ casting တွေလည်းပါအောင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးစားဖိတေရဲ့အကြောင်းကိုအသေးစိတ်ပိုသိချင်တယ်ဆိုရင်ပင်ကုန်းမတ်မှာချပေးထားတဲ့ Anno Tournament Champion ရဲ့ Telegram Channel မှာတွားရောက်မြင်မြန်လေ့လာလို့ရပါတယ်။အခုလိုမျိုး support ပေးတဲ့ Anno Tournament Champion ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ Okay ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်။ပထမဆုံးကျွန်တော်ရဲ့ထုံးစံအတိုင်း Alice Ski တွေကိုနားလည်တော့အောင်အရင်ပြပြပါမယ်။ Bora Ski တွေကြောင့်တည်ပြီးသားဆိုရင်တော့ဒီချိန်လေးကိုကြော်ကြည့်လို့ရပါတယ်။ အရင်ဆုံး Alice ရဲ့ပတ်စစ်က Basque နဲ့ပဲဖြစ်ဖြစ် Minion, Cree ဒါမှမဟုတ် Enemyo တစ်ခါထိရင်တွေးတန်းအောက်ကအတန်းလေးတန်းတက်လာမှာဖြစ်ပြီးနှစ်ခါထိရင်တော့ဘေးနားမှာအဝိုင်းလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ဒီဝိုင်းလေးရှိနေတဲ့အချိန်မှာဆိုရင် Alice က MSV 800ခန်းတို့အပိုးရနေမှာဖြစ်ပါတယ်။ နောက်ပြီးတော့ဒီဝိုင်းနဲ့ enemy ကိုထိနေတဲ့ second ward အတိုင်းမှာ magic damage နဲ့ level အလိုက် enemy mass hp ရဲ့0.5ရာခိုင်နှုန်းကနေ2.5ရာခိုင်နှုန်းနဲ့ညီတဲ့ damage ကိုထပ်ပြီးတော့ပေါင်းပေးနေပါပါဒီတော့လေကိန်းမှာ passive wine လေးနဲ့ enemy ကိုထိထားတဲ့တစ်စက္ကန့်တိုင်းမှာ basic magic damage ပြင်အဲ့ဒီ enemy သွေးရဲ့900ခိုင်နှုန်းနဲ့ညီတဲ့ damage ကိုပေါင်းပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်သွေးများတဲ့ hero တွေကိုကောင်းကောင်းပြန်တီးလို့ရမှာပါ။ ဒါအပြင်အဲ့လို enemy ကိုထိထားတဲ့0.5 second အတိုင်းမှာ Alice က base 30ကို max HP ရဲ့300ခိုင်နှုန်းနဲ့ပေါင်းထားတဲ့သွေးတွေပြန်တက်နေပါပါ။ဥပမာကို့မှာသွေး1000ရှိရဆိုရင် second ward အတိုင်းမှာသွေး40ပြန်တက်နေမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီ passive အဝိုင်းလေးက enemy ကိုမထိနိုင်ရင်တော့ဒီစက္ကန့်နေရာနဲ့သူ့ဘာသာသူပြင်ပြောက်သွားမှာဖြစ်ပါတယ်။ ဒါအောင်ထိန်းထားဖို့ဆိုရင်တော့ enemy ကိုသွားထိတာဒါမှမဟုတ် skill တစ်ခုခုနဲ့ထိအောင်လုပ်မှရမှာပါနောက်တစ်ခု skill 1ကတော့ black orb အလုံးလေးကိုလွတ်လိုက်မှဖြစ်ပြီးဒီ wine လေးသွားတဲ့လမ်းကြောင်းမှာ enemy တွေရှိနေရင်ဒီ enemy တွေကိုမြင်ရမှာဖြစ်ပါတယ်နောက်ပြီးတော့ scale ပေါ်ကဒီအပြာရောင်အဝိုင်းလေးမကုန်ခင်မှာထပ်နှိမ့်လိုက်ရင်အဲ့အလုံးလေးရှိတဲ့နေရာကိုရောက်သွားမှာဖြစ်ပါတယ်။ SK1 ကတော့ Alice အတွက်ဗရယ်ဝင်ရတာနဲ့ဗရယ်ကနေပြေးရတဲ့အခါမျိုးတွေမှာလွယ်ကူစေမှာပါ။ဒါပေမဲ့ကူးတောင်းကတော့12စက္ကန့်တောင်ရှိပါတယ်။သိတော့လည်းစိတ်မပူပါနဲ့ SK1 ကတခါယူတိုင်းမှာကူးတောင်းပြန်ပြေးတဲ့ချိန်ကပိုပြီးတော့နေသွားမှာဖြစ်ပါတယ်။ SK2 ကတော့အနားမှာရှိတဲ့ enemy တွေကို magic damage နဲ့80ရာခိုင်နှုန်း slow effect ကို10စက္ကန့်ကြာပေးမှာပါ။ စကေး1နဲ့မတူတာကတော့စကေး2ရဲ့ကူးတောင်းကဘယ် level မှာပဲဖြစ်ဖြစ်၄စက္ကန့်ကပုံသေးပါပဲစကေး2မှာတော်ရုံတတိမထားမိတဲ့အချက်တစ်ခုရှိပါတယ်ဘာလဲဆိုတော့ခုနကပတ်စစ်နဲ့ enemy ကိုထိနေတဲ့အချိန်မှာစကေး2တုံးလိုက်မယ်ဆိုရင်အဲ့ဒီပတ်စစ်နဲ့ enemy ကိုပေးတဲ့ damage ကို သုံးစားတင်ပေးမှာဖြစ်ပါတယ်ဒီလိုပါပဲ Alice ရဲ့တွေးတက်တဲ့ effect ကိုလည်းသုံးစားထပ်တင်ပေးမှာပါ ဒီမှာဆိုရင်ပက်စစ်ရဲ့ပုံမှန် damage က300လောက်နဲ့တွေးတက်တဲ့ effect က40လောက်ပဲရှိပါတယ်။ဒီအချိန်မှာ K2 သုံးလိုက်မယ်ဆိုရင်တော့ damage နဲ့တွေးသုံးစားအပူကို ထပ်ပေါင်းပေးရတွေ့ရမှာပါ။ဒီတော့ပက်စစ်ပွင့်နေတဲ့အချိန်မှာ K2 ကို ပြည်တိုင်းသုံးနေဖို့လိုပါမယ်။ အဒီမိတ်ကကြတော့လေဘော1.5စက္ကန့်ကြာမြောက်တက်သွားမှာဖြစ်ပြီးအဲ့လိုလေဘောရောက်နေတဲ့ချိန်မှာကွန်ထရိုးတွေကိုခံနိုင်အား90ရာခိုင်နှုန်းရမယ်အပြင် enemy တွေကကိုယ့်ကိုပေးတဲ့ damage ကိုလည်း90ရာခိုင်နှုန်းလျှော့ပေးနိုင်မှာပါဒါပေမဲ့ Alice ရဲ့ movement speed ကလည်း90ရာခိုင်နှုန်းရောသွားမှာဖြစ်ပါတယ် အောက်ကိုပြန်ကြတဲ့အခါမှာတော့ level လိုက်တက်လာမဲ့ basic damage 900ကို150ရာခိုင်နှုန်း total magic power ပေါင်းထားတဲ့ damage အပြင် enemy တွေးရဲ့20ရာခိုင်နှုန်းနဲ့ညီတဲ့ damage ကိုပါထပ်ပေါင်းပြီးပေးသွားမှာပါ။နောက်ပြီးတော့အဲ့ဒီ enemy ကို immobilize effect 10စက္ကန့်ပေးမှာဖြစ်ပါတယ်။ Okay ဒီလောက်ဆိုရင် airless spell တွေကိုနားလည်သွားမယ်ထင်ပါတယ်။ အဲလစ်ကို ESP လိမ်းမှာစော့မယ်ဆိုရင် damage ပေးဖို့ဆိုတာတက် sustain hero ဆန်ဆန်ဗတင်းမှာအမာခံပြီးတော့ကိုယ့်ဘက်ကလူတွေအဆင်ပြေအောင်လုပ်ပေးရမှာဖြစ်ပါတယ်။ဘောရောင်းအနေနဲ့ဘယ် hero ကိုဘယ်လိုပုံစံနဲ့ပဲစော့စော့ item မရှိရင်ဘာမှလုပ်လို့မရတာမို့လို့အရေးကြီးတာက item ကောင်းကောင်းရဖို့ဖန်နိုင်ရပါမယ်။ဒါကြောင့်ဗတင်းမှာအမာခံပေးဖို့ဆိုရင်လည်း item ကောင်းကောင်းရနေဖို့လိုပါမယ်။အဲလစ်စော့တော့မယ်ဆိုရင်ပွဲစားတာနဲ့ skill 2ကိုအရင်စယူပါ။ စကေးတူရဲ့ကူတောင်းက၄စက္ကန့်ပဲရှိတဲ့အတွက်အစာပိုင်းမှာလိန်ရှင်ထိန်တဲ့အချိန်မှာပတ်စစ်ကိုအမြန်ဖွင့်လို့ရမှာဖြစ်ပါတယ်ပြီးရင်တော့ level တစ်တိုင်းမှာ scale 1ကိုယူပါဘာလို့လဲဆိုတော့ scale 1တစ်ခါယူတိုင်းမှာကူတောင်းလျှောက်ပေးနေမှာဖြစ်ပြီး scale 2ကတော့ဘလောက်ပဲယူယူ၄စက္ကန့်ကပုံသေးပဲဖြစ်ပါတယ်ဒီတော့ scale 1 6ခါယူမယ်ဆိုရင်ကူတောင်းက8စက္ကန့်ပဲရှိတော့မှာပါဒီလိုယူမယ်ဆိုရင်မေကိန်းလောက်မှာဗတယ်ဝင်ရထွက်ရတာပို့ပြီးတော့လွယ်ကူသွားမှာဖြစ်ပါတယ် အစာပိုင်းလိမ့်ပေါ်မှာရှင်ထင်းတဲ့အခါသတိထားရမှာကအန်နမီတွေကိုပတ်စင်းတဲ့အထိရင်ကိုကသွေးပြန်တက်တယ်ဆိုပေမဲ့ဘယ်သူကမှဒီဝိုင်းထဲမှာထိုင်ပြီးတော့သွေးဆုပ်ခံနေမှာမဟုတ်ပါဘူး။ဒါကြောင့် scale 1ကိုထိအောင်သုံးဖို့လိုပါလိမ့်မယ်။ enemy ကိုမထိရင်တော့ creep ကိုထိမှအဆင်ပြေပါလိမ့်မယ်။ enemy ကိုထိရင်တော့ပိုကောင်းတာပေါ့။ဘာလို့လဲဆိုတော့ scale 1မထိခဲ့ရင် passive point မျိုးကို scale 2နှစ်ခါသုံးမှရမှာဖြစ်လို့ဂျားထဲမှာ၄စက္ကန့်စာလောက် passive မရှိဘဲဖြစ်နေမှာပါ။ အဲ့လိုပတ်စင်မရှိတဲ့၄စက္ကန့်အတွင်းမှာအန်နမီရဲ့အတင်းကောင်းတိုးဝင်လာရင်ခုမှသွေးတက်မရှိတဲ့အတွက် damage ကိုပိုပြီးတော့ခံရနိုင်ပါတယ်။ဒီလိုကိစ္စသေးသေးလေးတွေကအစာမင်းမှာဖေးသွားနိုင်တဲ့အထိအရေးကြီးတဲ့အတွက်ကြိုးစားရပါမယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ပတ်စစ်ကိုတတ်နိုင်သလောက်ထိန်းထားပါ။ကိုနဲ့ရှင်ထင်ရတဲ့ဟီးရိုးကအစာမင်းမှာဘလောက်ပဲ damage များများ အီယူတိုင်းကစပယ်သုံးပြီးလို့ရှိရင်ကူတောင်းဆောင်ရတာမို့လို့ကိုမသာပတ်စစ်ကိုထိန်းထားနိုင်မယ်ဆိုရင်တားအီးမကြောက်ဘဲနဲ့ဒီကောင်လေးနားအောင်ကပ်ပြီးပတ်စစ်နဲ့သွေးလျှော့လိုက်သူတို့ရဲ့စပယ်တွေကိုရှောင်းလိုက်နဲ့ပုတ်ဟီးရိုးဆန်ဆန်ညှော်နေရမှာပါဒါကြောင့်ပတ်စစ်ကိုသာကောင်းကောင်းထိန်းထားနိုင်မယ်ဆိုရင်ဘလို့ဟီးရိုးပဲလာလာအစာပိုင်းမှာအသာစီးရအောင်ရှင်ထိန်လို့ရမှာဖြစ်ပါတယ်ဒီလိုနဲ့2မိနစ်တာတဲ့ထွက်ခါနေပြီဆိုရင်မီနီယံတွေကိုအမြန်ရှင်းပြီး level 4ရအောင်ယူထားရပါမယ် ဒါမှ hyper target ကြီးတဲ့နေရာမှာဝင်ကူလို့ရမှာပါ။ borrow အနေနဲ့ ESP လိမ်းစောရမယ်ဆိုရင် target ဘယ်တဲ့တိုင်းမှာရှိနေဖို့လိုပါတယ်။ hyper target ကြီးနေပြီးကိုကဒီမှာ crease နေတာတို့ tower နှဲ့နေတာတို့ကမေကိန်းလောက်မှာကိုဘက်ကတာနေလို့ enemy လာမလို့ရင်ပြဿနာမရှိပေမဲ့ first နဲ့ second target ကိုတော့တော်တော်များများကလာလို့ကြတာများပါတယ်။ ဒီလိုအခြေအနေမှာကိုကအနားမှမရှိလို့ hyper လဲလျှော်တတဲလဲပေးလိုက်ရမယ်ဆိုရင်တပွဲလုံးအခြေအနေစိုးစွားနိုင်တဲ့အတွက် EXP လိမ့်နဲ့ roaming ဆော့တဲ့သူတွေကတတဲဘက်တွေမှာမဖြစ်မနေဝင်ပါပေးရပါမယ်။ Okay, Alice ကရောတတဲဘက်တွေမှာဘယ်လိုဝင်ချရမလဲ။အခု revamp ထားတဲ့ Alice မှာ scale ကိုမူတပေါက်ကောင်းကောင်းချနိုင်ရင်ဘယ်တွေကို surprise ဝင်လာပြီးတော့ enemy တွေကိုကောင်းကောင်း scan ပေးလို့ရပါတယ်။ကျွန်တော်တို့တွေပုံမှန်အတိုင်း scale 1နဲ့ဝင် scale 2သုံးပြီး AD ချမယ်ဆိုရင် အတီမိတ်ရဲ့လေးပေါ်တက်နေတဲ့အချိန်ကကြာတဲ့အတွက် enemy ဘက်မှာဘလင်းပါတဲ့ဟီးရိုးတွေများတဲ့အခါလွတ်သွားနိုင်ခြင်းရှိပါတယ်။အဲ့လိုမျိုးပြေးရတာမလွယ်အောင်ဘလို့သုံးရမလဲဆိုတော့ scale 1ကို enemy နားရောက်အောင်အရင်သုံးပါ။ပြီးရတဲ့ AD သုံးအဲ့လိုလေးပေါ်တက်နေတဲ့အချိန်မှာ scale 1ကိုနောက်တစ်ခေါက်ထပ်သုံးပြီးခုံလိုက်မယ်ဆိုရင်ပိုလဲရောက် AD မိတ်လဲကြမှာဖြစ်ပြီး enemy အားလုံးကို surprise တိုက်ပြီးတော့ဖမ်းလို့ရမှာပါ။ပြီးရတဲ့ scale 2သုံးပြီးပက်စစ်ရဲ့ damage ကိုသုံးစားထပ်တင်လိုက်မယ်ဆိုရင် enemy တွေလည်းတော်တော်ကြောင်ပြောက်သွားမှာပါ။ ဒီလိုလုပ်တဲ့နေရာမှာကိုဘက်ကရောမာတက်ဆိုရင်သူ့ရဲ့အခြေအနေကိုကြည့်ပြီး enemy တွေစုလောက်အောင်နည်းနည်းစောင့်ပြီးတော့မှအဲ့ဒီကွန်ဘိုကိုလုပ်ပါဒါပေမဲ့ရောမာက support ဆိုရင်တော့ဘယ်တယ်ကိုခေါင်းတိုးဝင်ဖို့က ESP ရဲ့တာဝန်ဖြစ်လာပါပြီဒါကြောင့်တအားစောင့်မနေပဲ hyper target ကိုလွယ်အောင်အမြန်ဝင်ပြီး attention တောင်းတာဒါမှမဟုတ် enemy ကိုတွေးလိုက်လျှော့တာတွေလုပ်ရပါမယ်ဒီလိုနဲ့ first start တဲ့ဗတယ်ပြီးရင်တော့ကိုလန်းကိုသွားပြီးတော့ပြန်ဖမ်းပါ နောက်ထပ် second နဲ့တက်တာတွေဒီမှာလည်းခုနလိုမျိုး surprise ဝင်ပြီးတော့ဖန်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာစကန်တာတွေကြီးပြီးရင်တော့တခြားလမ်းတွေကိုနည်းနည်းပတ်ပြီးကိုယ့်ဘက်ကလူတွေအဆင်ပြေအောင်လိုက်ကူပေးရမှာဖြစ်ပါတယ်။အခုလိုမျိုး Alice ကို Sustain Hero ဆန်ဆန် ESP လိမ်းမှာဆော့မယ်ဆိုရင်ဘလို့ Ambulance နဲ့ဆော့တင်လဲဆိုတော့ Main Ambulance ကိုတော့ Tank Ambulance နဲ့ပဲဆော့ပါ။ ပထမဆုံး talent ကိုတော့ message ပို့ရတဲ့ fidelity ပြီးရင်တော့တွေးတက်တဲ့ talent တွေဖြစ်တဲ့ festival of blend နဲ့ brace might တို့ကိုထားပြီးစောတင်ပါတယ်။ various pair ကတော့ flick က battery fine တို့နဲ့အဆင်ပြေပေမယ့်အမအခံလို့ရအောင် van jan နဲ့ဆော့တာပို့ပြီးတော့ကောင်းပါတယ်။ item အနေနဲ့ cooldown short ရဲ့ဖက်နက်ကိုအရင်ဆက်ပါ။ပြီးရင်တော့ casem ဆက်ရင်သုံးတဲ့ di item သေးလေးကိုဆက်ထားပါ။ဒီအိုင်တမ်အသေးလေးကိုဆက်ပြီးသွားရင်ကာဆဲမတ်ကိုအပြည့်မဆက်ပဲဒူမီနာအိုက်ကိုတန်းထည့်ပါ ခုနကပြောသလို Alice က ESP လေးမှာစော့မယ်ဆိုရင်ဗဒေမှာအမာခံပေးရမှာဖြစ်လို့အခုလိုမျိုး enemy များရင် defend တတ်တဲ့ Dominion Eyes က Alice နဲ့လုံဝလိုက်ပတ်နေမှာဖြစ်ပါတယ်။ဒါပြီးရင်တော့ကာဆဲမတ်ကိုပြီးအောင်ပြန်သွား။အဲဒီနောက်ခုပြီးသွားရင်တော့ Oracle, Queen Win နဲ့ Blue Foro ကိုဆက်ရပါမယ်။ဒီနောက် item ၃ခုလုံးကကူလောင်း၁၀စီရှော့ပေးတဲ့အပြင်ပိတ်တက်များတာ၊ defend များတာနဲ့ပိုက်ခွေအတက်တက်တဲ့ effect တွေပါပါနေတဲ့အတွက် နကကူးတောင်းလျှော့တဲ့ဖက်နှက်နဲ့ဆိုရင်ကူးတောင်းက40ရာခိုင်နှုန်းထိလျှော့ပေးနေမှာဖြစ်လို့ဗတဲ့မှာအမာခံလို့ရမှာဖြစ်ပြီးစပယ်တွေကိုလည်းတောက်လျှောက်ထိုင်ပြီးတော့စပန်နေလို့ရမှာဖြစ်ပါတယ်။ဒီနေရာမှာပွဲရှိနေပုံမူတည်ပြီးကွင်းစွင်ဒါမှမဟုတ် brute force ကို immortal နဲ့အစားထိုးပြီးဆက်လို့ရပါတယ်။ဒီလိုဆိုရင် Alice ကတပွဲလုံးမှာမာတောင်ပြီးတော့ damage လည်းကောင်းကောင်းပေးနိုင်တဲ့အတွက် enemy တွေကိုအာယုံနောက်အောင်လိုက်လို့လို့ရမှာဖြစ်ပါတယ်။ အားနည်းချက်ကတော့ Alice ကသွေးများတဲ့အတွက်ဒီမိုဟန်တာနဲ့ဆော့တဲ့ Masman နေနဲ့ပုံတမ်းမဲ့ပေးတဲ့ Mage တွေရဲ့ damage ကိုတော့အယံခံလို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ Alice က Frontline ကနေအမာခံပြီး enemy တွေကိုအရှိအနေတီးရမှာမို့လို့ဒီလိုဟီးရိုးတွေကိုတော့အရန်ကြောက်မနေဘူးလို့ပါမယ်။ဒါမှကိုယ့်ဘက်က damage dealer တွေက damage ကောင်းကောင်းပေးနိုင်မှာဖြစ်ပါတယ်။တကယ်တမ်းကတော့ enemy တွေကို disable ပေးလို့ကောင်းတယ်။ Tiger ရဲ့တို့ Athleto နဲ့တွဲဆော်ရင်ပိုပြီးတော့ကောင်းပါတယ်။ ီလိုမျိုး enemy တွေကိုစုပေးလို့ရတဲ့တန့်အနေနဲ့ခုနကပြောတဲ့ကွန်ဘိုတပေါင်းနဲ့သာဆိုရင် Alice က Ali တူလေကင်းမှာ damage လဲထွက်ပြီးဖျက်ရတာတော်တော်ခက်တဲ့ hero တကောင်ဖြစ်နေမှာပါအခုဆိုရင် Alice ခံရတာကအရင်အထက်ပိုလွယ်ပြီးတော့ damage လဲထွက်သလို spell combo တွေကိုလည်းလှလှပပအသုံးလို့ရနေပါပြီ။ဒါကြောင့်မဘန်းမဲနဲ့လွတ်ခဲ့ရင်ဒီ Alice က EXP မှာစောတင်တဲ့ hero တစ်ကောင်ဖြစ်ပါတယ်။ โอเคဘောရောင်းအနေနဲ့ရော Alice ကို ESP လိမ်းမှာစော်ပြီးသွားပြီလားစော်ရတာအဆင်ပြေလားဆိုတာနဲ့ ESP လိမ်းကကိုယ့်ရဲ့တခြား favorite hero တွေရှိရင်လည်း comment မှာပြောသွားပေးကြပါဦးအားလုံးပဲ run စော်တိုင်းနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်